သူများကိုအပြစ်တင်တာသူများကိုကဲ့ရတာဟာကိုယ့်ပေါ်မှာပြန်ပြီးတော့ကြာရောက်တတ်တယ်။ကြီးမားတဲ့အပြစ်တစ်ခုပြန်လေကိုယ်ကြောက်။ဒါကိုအလွန်တတိထားစရာကောင်း။လောကလူတွေလူတွေဟာအပြစ်တင်တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်။ကဲ့ရတာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်။မြတ်စွာဘုရားသခင်ကိုရမြရဲ့အဆုံးအမကိုဒီနေရာမှာမှတ်သားတဲ့နေပေါ့။ဒါနေ့စဉ်ဘဝမှာအရေးကြီးတယ်။လူတိုင်းလူရိုင်းရဲ့နေ့စဉ်ဘဝမှာ နှုတ်ကိုစောင့်စည်းခြင်းဆိုတဲ့နှုတ်ကိုစီကံကျက်ထားတာအမတန်မှတန်ဖိုးရှိလူလောကမှာလုံနေကြတာနှုတ်နဲ့ပြောတာရဲ့ကိုတိလက်ရောက်လှုပ်ထိုင်ဒီနှစ်ခုပဲရှိအဲ့ဒီလိုနှုတ်နဲ့ပြောကိုတိလက်ရောက်လှုပ်တာဟာအမှားရွယ်မရှိအောင်တတိထားပြီးတော့ဆောင်ရွက်ကြရမှာဖြစ်အေးပြစ်တင်မှုကဲရမှုနဲ့ပတ်သက်ပြီးသူတစ်ပါးရဲ့အပြစ်ကိုရှုမြင်တဲ့ဟာရှုမြင်တိုင်းကောင်းသလား ဲ့တာဟာကဲ့တိုင်းကောင်းသလားလို့ဆိုမကောင်းတာတွေအများကြီးနော်မကောင်းတာတွေအများကြီးရသော်ပြားကဟောထားတယ်ပရဝိဆာနုပတိတသူတော်အပြစ်ကိုရှုမြင်တတ်တဲ့ပုဂ္ဂိုလ်လောကလူတွေဟာကိုယ်နဲ့ပတ်ဝန်းကျင်မှာချင်းဘယ်သူကဖြင့်ဘာလုပ်ထားပဲဘယ်သူကဖြင့်ဘာပြောတာပဲဆိုပြီးတော့တစ်ဖက်သားကဘလိန်လို့ဖို့ပဲစဉ်းစားတယ်များ ောင်ကိုယ်ကိုယ်လည်းအဲ့ဒီအကျင့်စရိုက်ရှိမယ်ဆိုရင်ဒီအကျင့်စရိုက်ကိုပြုပြင်ဖို့လိုအပ်တယ်သူများကို blame လုပ်ပါနဲ့